ီတော်ရရှင်များမင်္ဂလာပါခင်ဗျာကုချင်အစပြီး2025ခုနှစ်အီဗီလာ28ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ်ရေဒီယို NUG စီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့ KNTF စစ်ဗျူဟာအမှတ်1လောက်ရှိတရင်အမှတ်3နဲ့တရင်အမှတ်31မှတပ်သားများနဲ့မိသားစုဝင်များတွေ့ဆုံနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကင်းဒီမျိုးသားများကာကွယ်ရေးတပ် KNTF စစ်ဗျူဟာအမှတ်၁ရဲ့လက်အောက်ခံတရင်များဖြစ်ကြတဲ့တရင်အမှတ်၃နဲ့တရင်အမှတ်၃၁ရှိတပ်သားများနဲ့မိသားစုဝင်များတွေ့ဆုံခြင်းခံတော်ကိုအီဘီလာ၂၀အနေနဲ့၂၆အနေတို့မှဖဲခုံမြို့နယ်တနေရာမှာကျင်းပပြုလုပ်ခဲ့ကြောင်း KNDF ဖဲခုံဇုံကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီခဏမှာသက်ဆိုင်ရာဌာနအသီးသီးမှတပ်ဗိုလ်တပ်မှုများကအမှားစကားပြောကြားခြင်းတပ်သားများရဲ့မိသားစုဝင်များမှတိလူတာများကိုမေးမြန်းဆွေးနွေးခြင်းတပ်သားများကတိလူတဲ့အကြောင်းအရာများကိုတင်ပြဆွေးနွေးခြင်းနဲ့တပ်ဘက်မှရရှိများကပြန်လည်ဖြေကြားဆွေးနွေးခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတခါမန်တုံမှာအပတ်စဉ်တက်နေတဲ့တနန်းဖွံ့ဖွဲကဏ္ဍ PSLF DNL ဒုဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးတရာချုပ်ကြားနဲ့တွေ့တွေ့မှုဗိုလ်ချုပ်တာဖုံးကျော်တို့တက်ရောက်တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။တောင်းပြီးတမဟာလေးနယ်မြေမန်တုံမြို့နယ်မှာအပတ်စဉ်တက်နေတဲ့တနန်းဖွံ့ဖွဲကဏ္ဍကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ PSLF DNL ရဲ့ဒုဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးတရာချုပ်ကြားနဲ့တွေ့တွေ့မှုဗိုလ်ချုပ်တာဖုံးကျော်တို့မှတက်ရောက်မှာစကားပြောကြားခဲ့ကြောင်း DNL မှသတင်းထုတ်ပြန်ပါတယ်။အခမ်းအနားမှာဒုဗိုလ်ချုပ်ကြီးတရာချုပ်ကြားကကျွန်တော်တို့တောင်းပြီးအတွင်လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့အတွက်ကြောင့်နေဒိန်းများရဲ့လှုံ့ဆော်ချက်များနီးစနစ်တကျဖြစ်အောင်လှုံ့ဆော်ရမှာဖြစ်ကြောင်းဒီတင်နှန်းမှသင်ကြားပေးမဲ့ဘာသာရဲ့အပြင်ရဲလုံငန်းများကိုအထောက်အကူပြုစေမဲ့အခြားနည်းပညာဘာသာများကိုလည်းလေ့လာသင်ယူဖို့လိုအပ်ကြောင်းငယ်သည့်အမှုပပျောက်သွားအောင်နဲ့ကြီးသည့်အမှုငယ်သွားအောင်လှုံ့ဆော်ကြရမှာဖြစ်တယ်လို့အမှားစကားပြောကြားခဲ့ပါတယ်တက်ကျွမ်းတဲ့ဆရာများမှသင်ကြားပေးတော့မဲ့အပတ်စဉ်တင်နေဒိန်းတင်နှန်းမှာတင်နှန်းသား36ဦးတက်ရောက်သင်ကြားမှာဖြစ်ပြီးရဲချင်းဖို့ရာဇသက်ကြီးပြမှုဆိုင်ရာကျင့်ထုံးဥပဒေများကိုရဲလုံငန်းများနဲ့နေဒိန်းလုံငန်းများသိရှိနားလည်နိုင်ရန်ခိုးဆိုလူရက်မှုမူရ စ်စေဝါရောင်းဝယ်သုံးဆမှုစသည်တို့ကိုရွန်내ပေါပြောက်သွားရန်နဲ့တရားဥပဒေစိုးမိုးမှုရှိစေရန်ရည်ရွယ်ပြီးတနန်းကာလ3လတင်ကြမယ်လို့သိရပါတယ်။ဒါပြင်ဗိုလ်ချုပ်တွားဖုံးကျော်ကရဲဆိုတဲ့အတန်ကြားရင်ပြည်သူလူထုအများစုကမုန်းတက်ကြပြီးလှုပ်လဲမလှုပ်ချင်ကြဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မှားယွင်းတဲ့လှုပ်ဆောင်ချက်နဲ့လှုပ်ရက်တွေကိုပြည်သူတွေကကြုံတွေ့ခံစားနေရတဲ့အတွက်ကြောင့်မုန်းကြတာဖြစ်ပါတယ်။မြို့တစ်မြို့မှာပြည်သူတွေကရဲကိုမြင်ကြတဲ့အခါကြောက်နေမယ်ဆိုရင်အဲ့ဒီမြို့လေးဟာပျော်ရွှင်မှာမဟုတ်ပါဘူး။ဒါကြောင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုရဲတွေကပုံမှန်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်လို့တိုက်တွန်းထားပါတယ်။ပုံမှန်ခ ဏကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL ရဲ့ထိပ်ပိုင်းကောင်းဆောင်များဌာနဆိုင်ရာမှတာဝန်ရှိသူများဆရာများနဲ့တင်နန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ90ကျော်တက်ရောက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမင်းလာမြို့နယ်မှာစစ်ရှောင်ပြည်သူများရဲ့နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုစောင့်ကြိုတိုက်ခိုက်တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ဘကုတိုင်းတာဝတီကမင်းလာမြို့နယ်အပိုင်းဘကုရုမအဆက်ကြီးရွာများမှစစ်ဘေးရှောင်နေရတဲ့ပြည်သူပိုင်းနေအိမ်တွေကိုလိုက်လံဖောက်ထွင်းခိုးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့တာဝတီကတရင်383ညနှစ်တက်ကွဲနှစ်ကထုတ်ပြန်ထားပါတယ်။ဧပြီလ26ရက်နေ့မနက်9:00နာရီကမှအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ကိုထောက်ချံအုပ်စုစားချောင်းကြွာထိတ်ကကျူရတော်ပေါ်တက်လာချိန်မှာအတင်းစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုတွင် ်40မမပုံသီးနဲ့လက်နက်ငယ်ကြီးများထိမှန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးမျက်မြင်သေဆုံးခဲ့ကအများပြားထိခဲ့တဲ့ရခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးထိတွေ့တပ်ပွဲများဖြစ်ပွားလာနိုင်သေးတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ဖွဲ့များဤကိုတွာလာနေထိုင်ခြင်းလုံးဝလုံးဝမပြုကြဘူးနဲ့အထိနာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေပုံကျဲတာပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာလူမဆန်စွာတပ်ဖြတ်တာတွေလှုပ်ဆောင်နေတာကြောင့်အထူးသတိထားနေထိုင်ကြဖို့အသိပေးထားပါတယ်ခင်ဗျာ အခုတစ်ခါတင်ဆက်ပေးမှာကတော့ဟာလီကွေစစ်ကောင်စီတက်စကန်အားဝင်ရောက်တိုက်ခတ်ခဲ့ရမှာဗိုလ်ကြီးတူးတေဆုံးပြီး16ဦးကိုအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒေသနာအတိုင်းတဝဲခရိုင်ရေပြည်မြို့နယ်မောင်မဲရှောင်ကျေးရွာရေးတဝဲအမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်ရှိဟာလီကွေစစ်ကောင်စီတက်စကန်အားဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဒုတိယစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ဧပြီလ26ရက်မနေ့6ရက်နေ့မှာဟာလီကွေစစ်ကောင်စီစခန်းကိုတော်လှန်ရေးဖူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာဗိုလ်ကြီးတူးတေဆုံးခဲ့ပြီး16ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင် MA1 တနက် 6လက် MA2 တလက် MA3 6လက် MA4 တလက် MA11 တလက် BA100 တလက်နဲ့ဆက်ဆက်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုဒဝဲမျိုးသားလူမျိုးရေးတပ်တော် DNLA ဒုလကစစ်ကြောင်းရဲ့ဦးဆောင်မှုနဲ့ရေပြူပြည်သူကာကွယ်တပ်ဖွဲ့ YPPTF KNU တပ်မဟာလေတရင်စစ်နှစ်တခွဲကအုတ်အော်စစ်ကြောင်းဒဝဲ Gorilla Revolutionary Force DGRF .5 People Liberation Force TPLF 37 Sky Ghost Drone Force 1 Federal ဒုဝန်ကျတပ်ဖွဲ့နဲ့အရှိတော်ပြည်သူက ကာကွယ်အင်အားစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါလေခင်ဗျာအခုတခါတင်ဆက်ပြီးမှာကတော့ကလေးမျိုးနယ်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲလို့အရသာ၄ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါလေ။ဧပြီလ28ရက်နေ့မနက်7:30မိနစ်မှာကလေးမျိုးနယ်တောင်ပိုင်းအောင်ချမ်းသာကျေးရွာနဲ့ငဖားကျေးရွာအနီးနားတဝိုက်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေကသိရှိရပါလေ ဘုံလုံးရည်များပြားနဲ့ကျေးရွာနီနာဝင်းကျင်မှာအဆက်မပြတ်ဘုံကျဲသွားတာကြောင့်ပြည်သူတို့တည်ဆုံးခဲ့ပြီးနွားများလည်းထိခဲ့တည်ဆုံးခဲ့တယ်လို့သိရပါတယ်။အလားတူ AB လ26နှစ်ညနေပိုင်းမှာလည်းကလေးမျိုးနဲ့နှချောင်းကျေးရွာနဲ့နှမြောင်းကျေးရွာတို့ကို Jet Fighter White 12လေယာဉ်တို့နဲ့လေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့လို့အရသာ3ဦးတည်ဆုံးခဲ့ပြီး9ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လေယာဉ်နှစီးနဲ့ဘုံလုံးရည်30ကျော်ဘုံကျဲသွားတာကြောင့်အရသာတွေတည်ဆုံးခဲ့တယ်လို့နေအိမ်တွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ အခုတခါမိုးပြင်းမြို့မှာစစ်ကောင်စီလက်နက်ကြီးထိမှန်ပြီးမျိုးသားတအူတေဆုံးရတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့ညနေ4နာရီဝန်းကျင်မှာမိုးပြင်းမြို့စစ်ကောင်စီခမရ422တပ်မှမိုးပြင်းမြို့အနီးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ဝါရီခေါ်ကူကျေးရွာနေဦးလီတေဆုံးခဲ့ကြောင်း KPV News မှာဖော်ပြထားပါတယ်။တေဆုံးသူဟာမြို့ထဲကိုစိုက်ကင်းနဲ့ဖြတ်သွားစဉ်လက်နက်ကြီးအစထိမှန်ပြီးလေပင်ထုတ်ချင်းပေါက်ခါလေပြုံထိတေဆုံးခဲ့တယ်လို့သိရပါတယ်။ဧပြီလ29ရက်နေ့မှာမိုးပြင်းနေ့ကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်လျက်ရှိပြီးဧပြီလ26ရက်နေ့ညနေ4နာရီဝန်းကျင်မှာလည်း ဲဝိုးပြဲမြို့မှာစစ်ကောင်စီရဲ့ drone နဲ့ပုံကျဲချမှုကြောင့်ဒေသခံသားဖတ်နှစ်ဦးထိခဲ့တယ်ရရှိခဲ့တယ်လို့သိရပါပါခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့တောင်သာမြို့နယ်တောင်ခမောက်ရွာကိုစစ်တပ်ကလေရင်နဲ့ပုံချဲရနေရင်တွင်မိလောင်ပျက်စီးရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အေဘီလ29ရက်နေ့မနက်ပိုင်းမှာတောင်သာမြို့နယ်တောင်ခမောက်ကျေးရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကလေရင်နဲ့ပုံချဲတိုက်ခတ်ခဲ့ကြောင်းဒေသသတင်းတွေအရသိရပါတယ်။အဲဒီလိုတိုက်ခတ်မှုကြောင့်ကျေးရွာတွင်းရှိနေရင်တွင်မိလောင်ပျက်စီးခဲ့ပြီးလက်ရှိအချိန်ထိပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။တောင်ခမောက်ကျေးရွာဟာနေအိမ်130ကျော်ရှိပြီးအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်နေ င်များမီးလောင်နေစဉ်ပြည်သူများမီးငြိမ်းသက်ဖို့လှုံ့ဆော်ခဲ့ပေမဲ့စစ်ကောင်စီတပ်သားတွေကလိုက်လံပစ်ခတ်ခဲ့တာကြောင့်ပြည်သူများပြန်လည်ထွက်ပြေးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတခါចောင်းသားလက်ယုံတက်တော်၄နှစ်ပြည့်တက်တော်နေ့ထိမ့်မှတ်ခန္ဓာပြုလုပ်တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော် SAF ၄နှစ်ပြည့်တက်တော်နေ့ထိမ့်မှတ်ခန္ဓာနဲ့မိုးမှန်တနန်းစဉ်လက်နက်တက်ဆင်ခြင်းခန္ဓာကိုပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ EBL 29ရက်နေ့မှာကြာရောက်တဲ့ចောင်းသားလက်ယုံတက်တော် SAF ၄နှစ်ပြည့်ခန္ဓာကိုတက်တော်ဘိုးဌာနချုပ်နေမြေမှာကျင်းပခဲ့တာဖြစ်ပြီးမိုးမှန်တနန်းစဉ်လက်နက်တက်ဆင်ခြင်းခန္ဓာကိုလည်းတစ်ဆက်တည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အခမ်းအနားမှာ၄နှစ်ပြည့်တက်တော်နေ့ထိမ့်မှတ်တက်ဦးတက်တော်ရဲ့ထုတ်ပြန်ကြေညာချက်ကိုဖတ်ကြား ခြင်းစစ်ဦးစီးချုပ်မိန်ကုန်းပြောကြားခြင်းမုံမှန်တန်းနှင်းခြင်းနဲ့လက်နက်တပ်ဆင်ခြင်းတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီရီသတင်းကတော့နထိုးကြီးပကဖကရဲဘော်တစ်တွေခေါ်ယူနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့နထိုးကြီးပကဖကရဲဘော်တစ်တွေခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။တပ်ဖွဲ့ဝန်လုံသူများအနေနဲ့ကျမ်းမာရေးကောင်းမှုပြီးစိတ်သက်ကြံ့ခိုင်းသူအသက်18နှစ်မှ35နှစ်တွင်မူရစ်ဆေးဝါးမတုံးဆွဲသူလူမှုရေးပြစ်ချက်ကင်းရှင်းသူဖြစ်ရမယ်လို့ဆိုပါတယ်။ဒါအပြင်တပ်ဖွဲ့ကပေးအပ်တဲ့တာဝန်တွေကိုခြေပြွန်စွာထမ်းဆောင်နိုင်ရမှာဖြစ်ပြီးချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလည်းတိကျစွာလေးစားလိုက်နာရမယ်လို့လည်းဆိုပါတယ်။နထိုးကြီးမြို့နယ်အတွင်းနေထိုင်သူ ြစ်ရမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုန်းပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တော်လှန်ရေးပြီးဆုံးတဲ့အထိတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောင်းလို့ချက်တွေကို Radio UNG သတင်းတောက်မင်းစစ်သွင်းနဲ့ Castle Road ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ